မင်္ဂလာပါကျမစမယာကျမချမ်းသာပြီးတော့လူဝင်စတာတွေပြေဝကြပါစေကဲကျွန်တော်တို့မနေ့ထင်เนาะ22ရက်လည်းတွေ့ကျွန်တော်ပုံမှန်ထုတ်ပေးနေတဲ့ထိုက်ရအချစ်ရကြီးရဘရိုင်ရကိုထုတ်ပေးထားတယ်ပြီးရင်အတွေးပုံစံလေးတယ်ဒီအတွေးသေးကကျွန်တော်တို့ main ွက်ကောင်းကောင်းလင်းနဲ့လာနိုင်တဲ့အလားအလာရှိတဲ့ main ွက်နင်းနေလေထုတ်ပေးထားပါတယ် အဲအဲ့ဒါတွေကိုကျွန်တော်မပြောမီဒီချွေကဲကြီးတည့်ရေအချွေကဲကြီးနှစ်ရေမှာဘာတွေထွက်ပြီလဲဘာတွေကျင်သေးလဲဆိုတာကိုကျွန်တော်ပြန်ပြီးတော့သုံးသပ်ခြင်းမင်းတို့ကဲကျွန်တော်ဒီတပတ်တာအတွက်မစစ်အဲကနေ၁၄ရက်နေ့ဒီထိုက်စီပန်စီ prime မှာကျွန်တော်တို့ထိုက်စီအနေနဲ့ဘာထွက်ပြီလဲဆိုရင်6ရေ9ရေမှာ9ထိုက်စီအနေနဲ့ထွက်ပါပြီဟုတ်ပြီ ဲ့ bright နေနဲ့ကျင်မယ်လေးရေကိုရေလေးရေကိုရေလေး bright ရေကို bright ရာမထွက်သေးဘူးတပတ်တရာအကောင်းဆုံးထဲကလည်းမထွက်သေးဘူးကဲပူပါအခွဲကိုကြည့်ရအောင်မစင်းများဥပါခွဲတို့တို့ဘိုးပူရေနှစ်သူမြရေနော်ဘာလုံးအခွဲဖြစ်တဲ့အတွက်ကြောင့်တို့တို့ size မှန်တဲ့အပတ်တွေဆိုရင်အနည်းဆုံး၄-၅ခွဲထွက်ပါတယ် ဒီထဲကထပ်ပြီးတော့လေဒီဘက်ထွက်လိုက်ဒီအလားလားရှိပါသေးတယ်နော်အဲဒါကြောင့်မဆွေများအခွေလောရတာဝါသနာပါတဲ့မဆွေများကတော့ဒီအခွေနဲ့ထပ်ပြီးတော့မိန်ွက်တယ်အကုန်လုံးကိုခွေစရာမလိုဘူးဒီထဲကပဲကိုယ့်ရဲ့အကြိုက်တွေနဲ့တွေးပြီးတော့မိန်တင်တဲ့အဲ့ွက်တွေကိုပြန်ပြီးတော့ရွေးထုတ်ပြီးတော့ကစားလို့ရပါတယ်အဲ့လိုပုံစံမျိုးနဲ့ပဲကျွန်တော်ထုတ်ပေးတာဖြစ်ပါတယ်နော် ကဲဒါတို့ရွှေကဲကြီးတစ်ဖြစ်ပါတယ်ရွှေကဲကြီးနှစ်ကိုကြည့်အောင်ကျွန်တော်ရွှေကဲကြီးနှစ်မှာဖွင့်ရတဲ့နော်လွယ်တယ်နော်ဖွင့်ရတဲ့လွယ်လွယ်ပါတယ်အဲကျွန်တော်တို့21ရက်နေ့21ရက်နေ့မှာ6ဗတ်ရဲ့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 ဒီမှာကျွန်တော်ဘာထွက်လဲဆိုရင်မနေ့ right အနေနဲ့ထွက်ပါတယ် ိုးပူးဆိုတော့ချစ် bright နေတဲ့ဖက်ပေါ့ဟုတ်ပြီနော်ကဲဒါဆိုရင်ကျွန်တော်တို့မနေ့ပြန်22ရက်နေ့မှာဘာရဲ့ bright ရဲ့ဖြစ်တဲ့အဲဒီထဲအမစမြာကိုရဲ့လုံးပါတယ်ခြာတဲ့ရတဲ့သူတွေဆိုရင်ဒီနှမျိုးနဲ့တွေးပြီးတော့ by bright ရဲ့ထုတ်မယ်ဆိုရင်ပုံမှန်လေးခွဲပေးရမှာဖြစ်ပါတယ်။ကြည့်ဒါဆိုရင်တို့နေတဲ့ကနေကိုတွားရအောင်ဗျ။ ကဲနေ့တိုင်းကနေထဲမှာကျွန်တော်ဒီမှာထိုက်စည်းအနေနဲ့၃လုံးရဲ့အထီကနန်းအနေနဲ့၃လုံးရဲ့ကီးရဘရက်ရဲ့အတွဲပုံစံဒါတို့ခုနရွှေကဲကြီးနှစ်ကဘာရဘရက်ရဖြစ်တယ်အဲ့ဒါကိုကျွန်တော်ကီးရကီးရဘရက်ရနဲ့တွဲပြီးတော့ဒီထဲမှာတွဲပြမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်အတွဲပုံစံကိုတွဲလိုက်တဲ့အချိန်မှာစစ်နှစ်ကွက်ရတယ်ဗျနော်စစ်နှစ်ကွက်ရတယ်ဒီစစ်နှစ်ကွက်ကနော်တခါလေအကုန်လုံးအစင်ပြောင်း ဒီလိုပုံစံလေးတွေ့ပေးထားပါတယ်။အဲဒါကတော့စစ်နှစ်ကွက်ဖြစ်ပါတယ်။နော်ခုနအတွေ့ပုံစံလေးကစစ်နှစ်ကွက်ဖြစ်တယ်။ဒီစစ်နှစ်ကွက်ထဲမှာကျွန်တော်တို့ main ကွက်တည်းဒီနှစ်ကွက်ရလဲဆိုရင်ဒီစစ်နှစ်ကွက်ထဲက main ကွက်ကိုတခါလေးကျွန်တော်အဝိုင်းပုံစံလေးနဲ့ဝိုင်းပြီးတော့ပေးတော့မယ်နော်။ဒီမှာတကွက်ရဲ့နှစ်နဲ့ပတ်သက်လို့တကွက်ရဲ့ ီမာတခွဲ့ရဲ့ဒီမာတခွဲ့ရဲ့လင်းနဲ့ပတ်သက်လို့နှစ်ခွဲ့လင်းငါရဲ့လေးချောင်းကဲမင်းကတော့၅ခွဲ့ဖြစ်ပါတယ်နော်မင်း၅ခွဲ့ဖြစ်တော့ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ဒီလောက်နဲ့ပဲဒီဗီဒီယိုအဆုံးသတ်ရအောင်နောက်ဗီဒီယိုမှာပြန်ဆုံကြတာပေါ့ဗျာနော်အဲကျွန်တော်ရဲ့ YouTube channel ကို subscribe ပါလိမ့်တယ်လုတ်ပေးထားကြပါဗျာနော်ပြီးမှပဲကျွန်တော်အနိုင်ငယ်တရော ဖော်ထိုက်စီတွေရောဖော်ကနဲတွေရောအချိန်နဲ့တပြေးညီကိုတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မဆွေများ subscribe ပါလေးကိုလုပ်ဖို့မမေ့ကြနဲ့ဗျเนาะအဲ့ဒါလေးလုံပါပဲကျွန်တော်တင်တဲ့အချိန်မှာမဆွေတို့စီတွေ့ရမြင်ရမှာဖြစ်ပါတယ်ကဲမနေ့ကအကုန်လုံးကံကောင်းကြပါစေဗျာเนาะ